ချိုကြီးကတော့လှုပ်ချလိုက်သလွဲတွေကြီးပဲဟို2023တုန်းကပြောခဲ့တဲ့စကားတွေချိုကြီးကအရှက်သိခါလည်းမရှိတော့ဘူး तू तू ဘလို့ပုံစံပဲလားကွာဒါ तू ကဟိုဘောကွာဟိုတချို့ဖြစ်နေပဲဝင်တာဝင်တာကွာဒါပေမဲ့ချိုကြီးကလက်လော့စင်မှာဟိုဘလို့ပြောမလဲဘာတွေကြောင်လို့ကြောင်သွားလဲကျွန်တော်တော့မသိတော့ဘူးဗျာအခုကဟိုတည်င်းသမားတွေကတတ်ဖို့ဖြတ်ဖို့တိပြောတယ်ဆိုတဲ့တရား तू ကအမေရိကန်နိုင်ငံမှာနေပြီး လူတစ်ဖက်သားကိုတပ်ဖို့အတွက်ဖြောက်အဒီလုပ်ဖို့အတွက်ရှင်းခိုင်းတယ်ဆိုတာကဒါအမေရိကန်နိုင်ငံရဲ့ဥပဒေနဲ့လည်းမကန့်ညီဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရဝယ်ကျွန်တော်အပြစ်တင်နေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုပုံကူတွေကိုဒီလိုတိုင်းပြည်မှာဒီလိုတပ်ဖို့ဖြတ်ဖို့အတွက်ပြောနေတဲ့အချက်တွေကိုအမေရိကန်နိုင်ငံအနေမှာဒီဟိုဒီမှာကျွန်တော်တို့ဒီတန်တမာရင်းရာဒီကောင်တွေကိုဘယ်လိုနည်းနဲ့အရေးကြီးနိုင်မလဲပေါ့ ဲ့တော့ကျွန်တော်တို့မှာဒီနေ့သတင်းတော့ဒီကိုကျော်စိုးဦးတို့ကျော်မျိုးမင်းတို့ဟလာကိုအောင်မင်းတို့ဟိုစတဲ့ဖြစ်ပေါ်ဗျာအဲ့ဒီမှာသတင်းလုံးနေတဲ့လူတွေကို तू ကတတ်ဖို့ဖြတ်ဖို့ပြောတယ်ဆိုတာဒါအကြမ်းဖက်တဲ့ဝါဒကို तू ကဒီအကြမ်းဖက်ဝါဒဒီ terrorist ပေါ့နော် तू ကဒီအခု terrorist trade tale ပေါ့ terrorist ပေါ့ terror terrifying လို့ပို့တယ်ကို तू ကပြောနေတာနော်ဆိုတော့ဆိုလိုကြအကြမ်းဖက်ပြီးလူတတ်ဖို့အတွက် तू ကမြောက်ပေးနေ तू ကခံယူထားတော့ American နိုင်ငံသားခံယူထားတယ် ချုပ်ကြီးရဲ့ဟိုအသိပညာကအခုကတော့တုံညဖြစ်သွားပြီနော်တုံညဖြစ်သွားပြီဘာဖြစ်လို့တုံညဆိုတာကသူကဘာလို့ပတ်ကွယ်လို့ကွဲမှန်းလည်းမသိဘူးဟိုအတွင်းပေါ့နော်အခုဒီဟိုဒီတက်မတော်တွေကဒေါက်တန်တွေကိုဘယ်လိုရှင်းဖို့ညာဖို့အတွက်သူပြောတယ်ပေါ့ဗျာဒါပေမဲ့ဒါတွေကဟိုပုပ်ပိနေလင်းပြောရင်ဒါလူဒါလူတယောက်မပီတာတယ်လို့ကျွန်တော်တို့သုံးသပ်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ချိုးကြီးအနေနဲ့ အလားဒီနေ့အကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဖို့အတွက်အမေရိကန်နဲ့ထိုင်ပြီးတော့နေအော်နေတာဟုတ်ကဒါဒီနေ့အမေရိကန်နိုင်ငံရဲ့အခြေခံဥပဒေနဲ့လုံးဝစံ့ကျင်ပဲဖြစ်ပါတယ်အမေရိကန်နိုင်ငံမှာအကြမ်းဖက်အားပေးမှုတွေပေါ့ဥပမာဆိုရင်ကျွန်တော်ပြပြမယ်လုံးဝဒီအမေရိကန်ရဲ့လုံးဝဒီဟိုတင်းပေါ့ဟိုဆယ်လီဂျီပေါ့နော်ဒီချာလီကုတ်ကိုအလားသူကဒီဒီပေါ့သူအမေရိကန်တနိုင်ငံလုံးမှာသွားပြီးသူကဒီလူငယ်တွေနဲ့ဟိုတင်းလောက်ပေါ့ဒါပေမဲ့ခန်းစားခြင်းမတူတော့ဟိုဘယ်လိုပြောရမလဲဒီ သူအဲ့ဒီပုံကောင်နဲ့ develop တယ် develop လို့အစဉ်ပြေတော့သူ့လူတွေကမောင်းလာတယ်ဘာဖြစ်လဲသူ Charlie Cook ကဒီ Charlie Cook ကသူပြောင်းသွားစကားတွေကမှန်တယ်လေသူ့ကိုတရားမှမရှင်းနိုင်မရှင်းတော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့လူတွေရဲ့တဘောတဘာမှာမရှင်းနိုင်တော့ဆိုရင် तू ကဒီဘယ်လိုပြောမလဲဟိုဘယ်လိုပြောဒီလူတယောက်ကဘယ်လိုပုံစံနဲ့ဟိုဒီ dialogue ပေါ့နော်ဒီ political ပဲဖြစ်ဖြစ် religion ပဲဖြစ်ဖြစ်ဟိုဘေးအရာမစိုးဒီ political oh sorry ဒီ dialogue ကို तू ကဘယ်လိုမှ debate မလုပ်နိုင်တဲ့ချမ်းဒီ तू က ဒါကျွန်တော်တို့ဒီစေးဘက်ဆံရရဆိုရင်တူကဘယ်လိုပြောဆိုသူက narcissism ပေါ့နော်သူက narcissism လို့ခေါ်တယ်ဆိုတော့ तू ကဘာဆိုရင်ရင်လေးနဲ့ယူတဲ့လူပေါ့ဗျာဒါတနေ့ तू ဘ ᱹ ဒုမချင်မနလို့ဖြစ်လို့ဖြစ်မှာကျွန်တော်တော့မသိဘူးပေါ့နော်ဒါပေမဲ့ဒါနေ့တင်းသမားတွေကိုတတ်ဖို့ဖြတ်ဖို့အတွက်ပြောတယ်ဆိုတဲ့စကားတစ်ခုကဒီကောင်ကတတော်လေးကိုအသိပညာအတွေးခေါ်ပိုင်းဆိုင်ရာတတော်နှိပ်တယ်လို့သူ့ကိုယ်သူဝင်ခန်းတယ်လို့ သူကရင်ရည်လေးနဲ့ယူနေတယ်ဆိုတာကိုသူကသူဝင်ခံလာကြည့်မှဖြစ်တယ်။အဲ့ဒီအဖြစ်ပဲเนาะအဲ့တော့ချိုကြီးပြောဆိုနေတဲ့စကားတွေဒီတကယ်တမ်းကျတော့ကျွန်တော်တို့ဟိုပြောကြနိုင်ငံရေးဒဏ်ရာတော့ပြောနေတာမဟုတ်ဘူး။လူသားတွေကိုအကျဉ်းနာတတ်ဖို့အတွက်လူသားချင်းကိုချင်းစာနာဖို့အတွက်လူတယောက်ရဲ့တန်ဖိုးကိုဟလာဘလို့ပုံစံနဲ့ဒီလူတယောက်ရဲ့တန်ဖိုးကိုသူကဟိုတင်းလောက်တာမဟုတ်ဘူး။အဓိကကဒီသူကအကြံဖက်ဖို့မြောက်ပေးနေခြင်းပဲဖြစ်တယ်။ တော့မြန်မာနိုင်ငံအစိုးရအနေနဲ့သူ့ကိုဘယ်လိုပုံစံနဲ့ဟလာမင်းတို့သူခံယူထားတော့အမေရိကန်နိုင်ငံသားခံယူထားပြီးမှတရင်အမေရိကန်နိုင်ငံသားခံယူပြီးကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံမှာတရင်ဓမာတွေကိုတပ်ဖို့ဖြတ်ဖို့ပြောတယ်ဆိုတဲ့ဟိုကဒီလူကတော်တော်အောက်တန်ကြတာပါနော်ဒီလူရဲ့စိတ်ထဲမှာတော်တော်လေးကိုအောက်တန်ကြတဲ့စိတ်ဓာတ်ရှိမှဒီလိုအကြမ်းဖက်တဲ့လောက်ရမျိုးကိုလောက်ခိုင်းတာဆိုတော့တရင်မီဒီယာဆိုတာကတနည်း ဟုတ်တယ်ပေါ့နော်ဒါတနေ့သတင်းမီဒီယာဆိုတာဒီပွင့်ဒီလူဒီပြည်သူပြည်သားတွေကိုဟိုဒီနေ့ကဘာပေါ်မှာဖြစ်ဖြစ်နေတာတွေကိုယ်နိုင်ငံမှာဖြစ်ဖြစ်နေတာတွေနော်သတင်းရဟိုတင်းကိုသူကဒီအများပြည်သူတွေ့အောင်ချပေးတဲ့ဟလာချပြတယ်သူတို့ဒီအချိန်ကုန်ခံပြီးလှုပ်ပေးတယ်ပြီးတော့သတင်းဓမ္မဆိုတာပညာရလည်းပြီးတဲ့လိုဟိုတင်းတွေကိုပေါ့အဲ့တော့ချုပ်ကြီးကသူတို့ဒီမျိုးတွေကိုတတ်ခိုင်းနေဆိုတော့ ကျွန်တော်အမြင်ပြောရရင်တော့ချိုကြီးဟာရူးရည်ရည်လင်းတဲ့ခောက်ဝါပြီးသူကလုံးဝချိုကြီးကိုအယူစေုံပို့လို့ရတယ်သိရမို့လားအာတကယ်ပြောဟိုဗုဒ္ဓဘာသာဦးတွေလည်းသူကအတိုက်ခိုက်လုပ်တယ်ဟိုသိရမလားတည်နှမတွေလည်းလောက်ခိုင်းတယ်ဟုတ်လားအခုဒီတမတော်ထောက်ခွန်တဲ့တောက်တိုင်တွေကိုဖြူဖို့တွေလည်းသူပြောတယ်ဗောဗျာဒါဟိုဒီမော်ဒါသူကဒီဟို physically uh terrorist မဟုတ်ပဲမဲ့ဒါပေမဲ့သူကဒီ ။ဟုတ်တယ်ပေါ့ physically physically သူအဒီဟိုဘာလဲ terror ဟိုဘာလဲဒီ terror attack မဟုတ်ပေမဲ့သူကဒါမဲ့ဟိုတင်းပေါ့စကားရသူတနည်းဟိုတင်းရနော် the way how he his uh speak ပေါ့နော်ဒါသူရဲ့ speak ရဲ့အောက်မှာတကယ်ကို you are his speak ကို you are အဓိကဥစားထားတယ်ပြီးတော့သူအဒီဟိုတင်းပေါ့အာနောက်တစ်ခုက you are ဒီဟို jealous ဖြစ်တာရဲ့ အာစသဖြင့်အများကြီးပါသူရဲ့ဒီ cycle သူရဲ့ဒီ mental ပေါ့နော်သူရဲ့ဒီ mentally ကဒီကုန်းကဒီ mentally အာသူရဲ့ဒီ mental mentality ဟို issue ကတော်တော်လေးကိုကြောက်ဖို့ကောင်းတယ်ဗျာနော်အာချိုးကြီးကတော့ယူသွားပြီဗျာခင်ဗျားတို့သိပြီဟိုစားပြောမလဲကျွန်တော်ကတော့ပြည်တွင်းကလူတွေသူ့တို့တိတ်အရေးမလုပ်စေချင်ဘူးအာချိုးကြီးကလည်းအဲ့မှာမြောက်ပေးတာမဟုတ်မင်းတို့မြန်မာနိုင်ငံသားတွေအကုန်သိကွာဟိုဆိုလိုချင်တာသိမှောက်လားပြည်တွင်းမှာမင်း PDF နဲ့ဟိုမှာချက်ချက်အာဟိုမှာတက်လိုက်ဟိုမှာ ပြန်မင်းဟိုလူတွေကိုတေချောင်းကြံပြီးမှာ ဒီကောင်ကခွေးကြံ့ကြံ့လေလို့ခေါ်တယ်ပေါ့နော်ဒါတွေကဒီအင်္ဂလိပ်လို့ဆို narcissism လို့ခေါ် narcissism ဆိုတာကဟိုရင်ကြီးလေးနဲ့ယူနေတာကိုငါသိငါတတ်ငါမှန်ငါပြောတာဟာမှအကုန်လက်ခံရမယ်အေးငါပြောလို့လက်မခံဆိုမင်းကငါအသက်အထိမင်းတို့ငါတေချောင်းကြံ့မယ်ဆိုတဲ့အရာကိုတလို့ပုံကူတွေကိုဒါဒီဟိုတင်းပေါ့စိတ်ပိုင်းဆိုင်ရာဝေဒနာကိုရင်ကြီးလေးနဲ့ခံစားနေရတဲ့လူလို့တလို့အထိပဲရတယ် ကဲအလုံးမင်္ဂလာပါဗျာချိုးကြီးရေမင်းယူရကွာကိုလူစေယုံနာထိုးတော့အယူစေယုံနာထိုးလို့ရခဲ့ရ